ာအေးချမ်းလာတဲ့မြင်းနဲ့ကြည်ရွာဖခမဲတော်ကဥမောင်းမမေတော်တို့သိမ့်တင်မိရှုတန်စင်ငယ်တဲ့ဗရဏစိနာမတိမျက်စရာညောင်အောင်ကြည်ရွာလေးကမြို့ဦးအကြောင်းမှာသရင်သုံးနေထိုင်ရင်းနဲ့သဒ္ဒနာတွေ ပြုပေးခဲ့တာတရွာလုံးက မေ့မရနိုင်မေးတာ ြီးနူးစရာအေးချလာတဲ့မြင်းတဲ့ကြည်ရွာဖခမဲတော်ကဥမောင်မာမေတော်တော်သိသိမိရှုတန်နေရဲ့ဗရဏစီနာမတိမြတ်ဆရာညောင်ဦးကြည်ရွာဒီကမြို့ဦးကျောင်းမှာတရင်သုံးနေထိုင်ရင်နဲ့သာသနာတွေပြုပေးခဲ့တာတရွာလုံးကမေမယနိုင်မေတာ စိနမတိမျက်စရာရွှေမုတ်တော်စီရီကြီးမှာဒုဥက္ကရတာဝန်ကိုယူ啊ကျွန်တော်တို့ရဲ့ညောင်ကြီးရွာနှစ်ပေါင်း30ပရိယတ်တိစာပေများလဲသင်ကြားပေးခဲ့တာဘုရားကျောင်းကစီရီပထူတွေအုတ်တိုင်းမဟုတ်များစွာသာသနာတွေပြုပေးလို့သာနှလုံးသားတွေတကယ်မြင့်မြတ်ခဲ့တာ ြုတ်နေညောင်းအောင်ကြီးရွာသာသနာတွေပြုပေးခဲ့တာဗရဏစိနမတိမျက်စရာကုန်တဲ့နွေမွေးကြော်ခဲ့လို့တရွာလုံးကကြည်ညိုမဆုံးမမိမရနိုင်နေအကြောင်းကဝါကောင်လာစမ်းရှစ်ရဲနေမှာရွှေဘုံသာဆွမ်းလောင်းမွေးကြီးကျစ်ပါတဲ့ဖယားကြီးမြင်မှာသင်္ခါရသဘောတရားတွေအကြောင်း ဘေခါမမတီးမြဲပါဘဝနဲ့တည်းလဲစံငဲ့ရလိရာသဒ္ဒနာတွေပြုလို့နေတဲ့ကျွန်တော်တို့ရှင်မြတ်ကြီးကိုညောင်းဥတရွာလုံးကဂုံပြုလို့ကရော့လိုက်ပါတယ်ဆရာမလိုက်မြုပ်နေညောင်းကြီးရွာမှာသတင်းသုံးနေတော့ဗရဏဇီနာမတီးမြတ်ကြီးကိုတရွာလုံးကကြီးညိုကြတယ်ငရေုံမိုးကောင်းဖယားနေစာရည်တယ်မင်းမဟာတို့ဖယားဝင် ရှင်ဘုံသာဆွမ်းလောင်းပွဲလောက်ကင်နေရင်ဖြင့်တက်တော်60ခွန်တိတ်ခါတော့48ဝါမှာဘဝနဲ့ထံပြန်တော်မူခဲ့တော်လေဆရာတော်ရှင်မြတ်ကြီးသာသနာ့ကိစ္စများစွာဆောင်ရွက်ခဲ့လို့ဒီအလုံးမှာရှိကြတယ်ရွာသူရွာသားများကမိမယာနိုင်တော်အားဖြင့်ဂုဏ်ပြုလို့ကြောက်လိုက်ရပါတယ်ဆရာတော်ရှင်မြတ်ကြီးဖရာ အေးချမ်းလာတဲ့မြင်းတဲ့ကြည်ရွာဖခမဲတော်ကဥမောင်မာမေတော်တော်သိမ့်တင်မိရှုတန်စင်ခဲ့တဲ့ဗရဏစိနာမတင်မြဆရာညောင်အုပ်ကြည်ရွာလီကမြို့ဦးကျောင်းမှာသတင်းသုံးနေထိုင်ရင်းနဲ့သာသနာလေးပြုနေတာတရွာလုံးကမေ့မရနိုင်မေးတာဘာ နာမထွေမြတ်ဆရာရွှေမုတ်တော်စီရီကြီးမှာဒုက္ခရတာဝန်ကိုယူကကျွန်တော်တို့ရဲ့ညောင်ကြီးရွာနှစ်ပေါင်း30ပရိယတ်တိစာပေများလဲသင်ကြားပေးခဲ့တာဖခင်ကြောင့်ငှက်စီရီပထူတွေဘုရားတိုင်းမဟုတ်ဘူးများစွာသဒ္ဒနာတွေပြုပေးလို့တာနှလုံးသားတွေတကယ်မြင့်မြတ်ခဲ့တာ ုင်မြို့နယ်ညောင်ဟုတ်ကြီးရွာသာသနာ့တွေပြုပေးခဲ့တာဗရဏစိနမတိမျက်စရာဘုန်းတော်ရင်တွေမွေးကြော်ခဲ့လို့အရွာလုံးသာကြီးညိုမဆုံးပါမိမယာနိုင်တဲ့အကြောင်းကဝါကောင်လာစားရှင်ရဲ့နေမှာရွှေဘုံသာဆွမ်းလောင်ပွဲကြီးကျပတဲ့ဖယားကြီးမြင်မှာ ေခါရသဘောတရားတွေအကြောင်းဘေခါမှမတီးမြဲပါဘဝနဲ့တည်းလဲဆံငယ်ရလိတာသဒ္ဒနာတွေပြုလို့နေတဲ့ကျွန်တော်တို့ရှင်မြတ်ကြီးကိုညောင်ဥတရွာလုံးကဘုံပြုလို့ကရောလိုက်ပါတယ်ဆရာ